နှစ်ပေါင်းတရာအတွင်းအစိုးရဆောင်ငလင်ဘေးကြီးကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေအောက်ပိတ်မိနေသူတွေကိုအချိန်မီအသက်ရှင်ရကယ်ထုတ်နိုင်ဖို့ရှာဖွေကယ်ဆယ်ရေးတွေအပူတပြင်းလိုအပ်နေပါတယ်။ရှာဖွေကယ်ဆယ်ရေးအတွက်အိန္ဒိယနိုင်ငံတွေအာဆီယံဒေသတွေနိုင်ငံတချို့နဲ့စစ်ကောင်စီရဲ့မဟာမိတ်နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေဆီလွတ်ထားပါတယ်။တရုတ်နိုင်ငံကလက်ရှိအချိန်ထိကယ်ဆယ်ရေးအဖွဲ့၄ဖွဲ့ဆီလွတ်ထားပြီးအဖွဲ့ဝင်အင်အား288ဦးရှိတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့တရုတ်တန်ရုံကထုတ်ပြန်ထားပါတယ်။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာနေပြည်တော်နဲ့မန္တလေးမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေတယ်လို့အသိပေးထားပါတယ်။အိန္ဒိယအစိုးရကလည်းအမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ဝင်38ဦးအိန္ဒိယတပ်မတော်ရဲ့အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွေပေးတဲ့ရွေးရှားဆေးရုံနဲ့အတူအဖွဲ့ဝင်138ဦးဆေးလွှတ်ထားပါတယ်။ထိုင်းနိုင်ငံကကယ်ဆယ်ရေးအဖွဲ့ဝင်55ဦးဆေးလွှတ်လာတယ်လို့စင်ကာပူအစိုးရကလည်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်80ပြေပို့ထားပြီး နေပြည်တော်မှာရှာဖွေကယ်ဆယ်ရေးပူပေါင်းလှုပ်ဆောင်နေတယ်လို့ကြေညာပါတယ်။မလေးရှားကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်90ကတော့မြန်မာနိုင်ငံကိုရောက်ပြီး24နာရီအတွင်းစကန်းကိုခြေချနေပြီလို့ထုတ်ပြန်ထားပါတယ်။စကန်းမြို့မှာရှာဖွေကယ်ဆယ်ရေးတွေအပူတပြင်းလိုအပ်နေတယ်လို့ဒေသခံတွေကပြောထားပါတယ်။ဗီယက်နမ်ကကယ်ဆယ်ရေးအဖွဲ့ဝင်106ယောက်ဆေးလွှတ်ထားသလိုရုရှားကလည်းအင်အား100ကျော်ပါတဲ့လေယာဉ်20နေပြည်တော်ကိုရောက်ရှိသွားပြီလို့ဖော်ပြပါတယ်ရှင်။